ဒီနေ့မှာတော့ cleansing ban နဲ့ micellar water ဘာရွေးရမှန်းမသိဘူးဘယ်ဟာကို သုံးရမလဲမသိဘူးဘယ်ဟာကပုံပြီးတော့အဆင်ပြေလဲဆိုတာသိချင်တဲ့သူတွေအတွက် cleansing pan နဲ့ micellar water အကြောင်းကို ပြောပြပေးသွားမှာဖြစ်လို့တေချာပေါက်ပြောနိုင်တာတခုကတော့အဆုံးထိနားထောင်ပြီးသွားရင်ဘယ်ဟာကို သုံးရင်ကိုနဲ့ပို့ပြီးတော့တင့်တော်တယ်ဆိုတာကိုသိသွားမှာပဲဖြစ်ပါတယ်ကျမကတော့မပွင့်ဖြစ်ဝင်ပါဈေးဝပညာရှင် pharmacist တက်ဦးဖြစ်ပါတယ်ရှင် အလှပနဲ့နှိစက်တဲ့သူတွေဆိုရင်တော့ဒီနေ့ပြောမယ် cleansing fan နဲ့ micella water ဆိုတာမစိမ့်ကြဘူးပေါ့เนาะတချို့ကြတယ်ဘာတွေလဲပေါ့ micella water cleansing fan ရှုပ်နေရပဲဆိုပြီးတော့တွေးနေကြမယ်ထင်ပါတယ်အဲ့ဒါတကယ်ပါဘာကြောင့်လဲဆိုတော့ဒီနေ့ဒီအကြောင်းအရာလေးကိုမပြောခင်ကျမအမျိုးသားကိုတောင်ရှင်းပြခဲ့ရပါသေးတယ်သူပြောတာလေးကိုလည်းမှတ်မိနေပါသေးတယ်ဘာပြောရလဲဆိုတော့ရှုပ်နေတာပဲတဲ့အဲ့လိုတွေရှိမှန်းလည်းမသိခဲ့ဘူးတဲ့မျက်နှာတစ်ဖို့ဆိုလို့ရှိရင်မျက်နှာတစ်ဆက်ပြနဲ့တစ်လိုက်ရင်ပြီးရောမဟုတ်ဘူးလားတဲ့ကဲအေးရောနော်ဒါကြောင့်မလို့ကျမလူတူရှင်းလေးရှင်းပြပေးရရင် မလိုဘူးလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်သုံးပေးမယ်ဆိုလို့ရှိရင်တော့ skin အတွက်ပို့ပြီးတော့ကောင်းတာပေါ့နော်ဒါကြောင့်မလို့ cleansing brand နဲ့ micellar water အကြောင်းကိုဝိဝါဒမကွေးပြအောင် CA brand တစ်ခုတည်းကနေပြီးတော့နှိုင်းရှင်ပြီးတော့ပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ပြောရလို့ရှိရင် cleansing brand cleansing brand က brand ဆိုတဲ့အတိုင်းသူ့မှာစီပါတယ်ပြစ်တယ် skin မှာပျော်ဝင်လွယ်တယ် cleansing point တွေများသောအားဖြင့်က ခွိုင်းနေအီမိုလီယံနေပါတော့ကြတော့ make it day တို့ sunscreen တို့ကိုဒီအစီနဲ့အတူပေါ့နော်တသားလေးပျော်ဝင်သွားပြီးတော့ပြောင်းသွားအောင်လုပ်ပေးတာပေါ့နော်ဆိုလိုတာက C ကို C နဲ့ပေါင်းလာအောင်လုပ်ပေးတဲ့သဘောဒီ C ရဲ့ကလာတဲ့ cleansing balm မှာဆိုလို့ရှိရင်လေ skin ကိုနုညက်ပျော်ပြောင်းပြီးတော့ antioxidant အာနိသင်ကိုရရှိစေတဲ့ဝိုင်းနေနဲ့အတူတူ caprid thyme glycerite တို့ C 50 alkyne benzoate တို့နောက်ပြီးကြတော့ diethyl hexyne carbonate တို့ပါဝင်တာကိုတွေ့ရှိရပါတယ်။သူ့ရဲ့တခြားလေးကကြတော့နူးနူးညံ့ညံ့လေး cleansing band ကိုဘလို့လူတွေကပေါ့နော်ပို့ပြီးတော့သုံးသင့်လဲဆိုလို့ရှိရင်အသား၆တဲ့သူ sensitive skin ဖြစ်တဲ့သူ makeup အမြဲလိမ့်တဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့သင့်တော်တယ်။ဒါဆိုရင်ဝတ်ချံအစီဘူးထွက်တက်တဲ့သူတွေဆိုလို့ရှိရင်ရောသူတို့ဆိုလို့ရှိရင်တော့ cleansing band ကိုသုံးပြီး ီးပြီဆိုလို့ရှိရင်တော့အနောက်ကနေကလင်းစာတစ်ခုခုကိုပြန်သုံးဖို့ရလိုးကိုလိုအပ်ပါတယ်ကလင်းစီဖန်သုံးရင် အစီဘူးတွေပိုထွက်လာမလားဆိုပြီးတော့စိုးရိမ်တတ်ကြတယ်။တကယ်တော့ကလင်းစီပန်းကိုသုံးပြီးတာကချွေးပေါက်ထဲကအစီတွေအညစ်အကြေးတွေကို deep cleansing ပို့ဖြစ်စေရပါတော့။ဒီလိုလေးမျက်နှာအနှံ့ကိုသေချာလေးပုတ်လင်းနေဆိုတော့ကြတော့တမျိုးကောင်းတာကမျက်နှာကိုသေချာနှိမ့်နေပေးပြီးသားဖြစ်တယ်။သွေးလက်ပတ်ဖို့ကိုပိုကောင်းပြီးတော့ skin ကိုပိုကောင်းလာစေတယ်။ skin care တွေသုံးတဲ့အခါမှာလည်းသုံးလိုက်တဲ့ skin care ရဲ့ effect တွေကိုပိုပြီးတော့ကောင်းသွားစေတယ်။ပြီးသွားလို့ရှိရင် င်ရေနဲ့ဆေးချလိုက်လို့လည်းရသလို damp clothes နဲ့ဝှစ်ပြီးလုပ်ပေးလို့လည်းရတယ်ဒီစီရေက cleansing pan လေးကကောင်းတာကအသုံးပြီးသွားရင် ခုလိုမျက်နှာလေးကို ရှင်းသွားတယ်လို့ခံစားရတယ်။ရေဓာတ်ပြေးသွားပြီးတော့အဆူဓာတ်လေးနဲ့မျက်နှာစကင်ကိုအားဖြည့်ပေးတယ်။မိတ်ကပ်တို့အစီတို့ဆန်စကရင်တို့ဆိုတာကချွေးပေါက်တီးတွေမှာပိတ်နေတတ်တော့ကြတော့ဒီရိုးရိုးမျက်နှာတင်းနဲ့တင်းမဲဆိုရင် မပြောင်းတတ်ဘူး။ဒီလိုမျိုး cleansing ပန်းလေးနဲ့သုံးပေးလိုက်တယ်ဆိုလို့ရှိရင်အခုပြောသွားတဲ့အာသာချက်တွေကိုရရှိစေတယ်။မစ္စလာဝါတာအကြောင်းဆက်ပြီးတော့ပြောရအောင်။မစ္စလာဝါတာမှာဆိုလို့ရှိရင် skin ပေါ်ကအညစ် ြစ်အခြေတွေအစီတွေကိုဆွဲယူနိုင်တဲ့သီးငယ်တဲ့ white molecule တွေပါဝင်တဲ့တာမန်အားဖြင့်ဆိုလို့ရှိရင် micellar water ကရေပြန်စီးချစရာမလိုတော့ကြတော့အလုံးရှုပ်သက်သာပြီးတော့မြ мян ဆန်ဆန်နဲ့အချိန်ကုန်အရန်သက်သာတယ်ဒီစီရဲကလာတဲ့ micellar water ဆိုလို့ရှိရင်သူ့ကိုသုံးတဲ့အချိန်မှာထူကြတာကမျက်နှာကိုရေတက်ဖြစ်ပြီးတော့တင်းတင်းလေးဖြစ်သွားတာ ။နောက်ပြီးတော့ကြတော့ဒီမစ္စလာဝါဒါကဘယ်ရီသီးအနံ့လေးနဲ့ဥမာအန်တီအောက်ဆီယံလေးပါတော့ကြတော့ skin ကိုတိတိတတ bright ဖြစ်လာတယ်။ကြီးလာတယ်။ ပေါ့နော်ဒီလိုမျိုးပက်ကင်းကြီးပုံစံလေးနဲ့ဖိပြီးတော့တုံးရတာဆိုတော့ကြတော့လွယ်ကူတယ်နောက်ပြီးတော့စီစီကက်ကက်မဖြစ်ဘူးအမြုပ်တွေတစီစီထားမနေဘူးဒီမစလာဝါတာက waterproof makeup တွေကလွယ်လို့ရှိရင်ကြံနာတွေလောက်တော့တော်တော်လေးပေါ့နော်ပြောင်းတာကိုတွေ့ရတယ်ခုနကပြောတဲ့ cleansing band ကကြတော့ 100%ပြောင်းနေပေါ့နော်ပါလာလာ down ဆိုသလိုပဲအသားရေကောင်းဖို့ဆိုတာကကျွန်မတို့သိထားမှာက cleansing ကိုတခြားလေးလှုပ်ပေးဖို့အရေးကြီးတယ်ဆိုတာပဲဖြစ်ပါတယ်ဒီနှစ်မျိုးကို အတူတူသုံးလို့ရလားဆိုလို့ရှိရင်ရပါတယ်ဝက်ချံအရန်ထွက်တက်တဲ့သူဆိုလို့ရှိရင်တော့ micellar water ကိုသုံးဖို့ရအကြံပေးခြင်းပါတယ်ပုံမှန်အသားရေဆိုလို့ရှိရင်တော့ cleansing band ကိုအရင်ဆုံး ပြီးမှမစ္စလာဝါတာကိုသုံးပြီးပို့ပြီးတော့အဆင်ပြေတယ်အစီပြန်တက်တဲ့သူ white skin ဆိုရင်တော့မစ္စလာဝါတာကိုအရင်သုံးပြီးမှ cleansing pan ကိုသုံးပြီးတာပို့ပြီးတော့တင်တော်တယ် cleansing pan ကိုပမာဏနည်းနည်းပဲသုံးပြီးရင်လုံလောက်ပါတယ်အစီပြန်တက်တဲ့သူ white skin သမားတွေက cleansing pan ကိုသုံးပြီးရင်တော့ cleansing foam လေးနဲ့နောက်ဆုံးမှအသုံးပြုသင့်ပါတယ်ဒီနေ့ပြောသွားတဲ့ C I E L C A brand က aesthetic physician တွေဖြစ်ကြတဲ့ Dr. Zhu နဲ့ Dr. B တို့ထုတ်လုပ်ထားတဲ့ skin care brand တစ်ခုဖြစ်တဲ့သူ့ရဲ့အားသချက်လေးတစ်ခုကိုပြောရလို့ရှိရင်ဒီလို skin care တွေကိုမဝယ်ခင်ကိုယ့်ရဲ့အရေးပြားအခြေအနေနဲ့အဆင်ပြေတာကို Dr. တွေနဲ့ free counseling တေချာလုပ်ယူလို့ရတယ်။နောက်ပြီးတော့ ို့အတွက်လူတာကိုပဲညွန်ပြီးတော့ကြတော့အပူကြီးမဝယ်မိတော့တဲ့အာသာจิตတွေကိုရရှိစေပါတယ်။ကဲဒါလားဆိုလို့ရှိရင်တော့ cleansing ပန်းနဲ့ micellar water ဘာရွေးရမယ်မသိဘူး။ဘယ်ဟာသုံးရမလဲမသိဘူးဆိုတဲ့သူတွေအတွက် cleansing ပန်းနဲ့ micellar water အကြောင်းကို ခုဆိုရင်တည်သွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်ပြဖို့ရအတွက်ဒီပို့သေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲတမ်းမှရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။